ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဆ iam မတ်တိရဲ့စမ်းကြောင်းရေးသားတဲ့ညဉ့်ဉင်ရေး happy water တောက်ကြသူများဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်လက်တလို့တကယ့်ပြဿနာအာနာကိုစစ်တက်ကအကျွမ်းမဲ့ကျင့်သုံးနေတဲ့အထဲမှာအစိုးရဆုံးဟာတရားစီရင်ရေးအာနာကိုကျင့်သုံးနေမှုဖြစ်ပါတယ် လွှတ်တော်ဆိုတဲ့ဥပရိပြုမန်နိုင်ပေါ်ထွက်လာပါစေအုံးတရားစင်ကြီးမန်နိုင်ကဥပရိထက်မှရှိမြဲရှိနေတဲ့အကျံဖတ်စစ်တပ်ရဲ့အုတ်ချုပ်ရေးမန်နိုင်အလူကြတာလိုက်နာဆောင်ရွက်နေမယ်ဆိုရင်တာမန်ပြည်သူလူထုအတွက်ဘလူငင်းချမ်းကြီးမျိုးကိုမှစောင့်ကျင်းပေးမှာမဟုတ်ပါဘူး2010 2020မှာလွတ်တော်ရရှိခဲ့ပေမဲ့စစ်မှန်တဲ့ငင်းချမ်းကြီးဆိုတာမပေါ်ထွက်ခဲ့ပဲ2020 ငင်းငင်းကြီးခေါင်းစဉ်အောက်ကလှုပ်ရှားတွေလောက်ပဲကာပါမေယဒေါ်လာယူရိုစားရဖြစ်ခဲ့ကြတာအများအသိပါဒါကလည်းကျမ်းဖတ်စစ်တပ်နဲ့သူ့အလူကျပြောပြုနိုင်ကြသူတွေကိုကြံတာမန်လူတွေထက်အခွင့်အရေးမှန်သမျှပိုပေးခဲ့တဲ့အတွက်တရားဥပဒေစိုးမိုးရေးအားနည်းခဲ့လို့ပါပဲ။ အခုငင်းငင်းကြီးစကားပြောကြတယ်ဆိုတာကလည်းလက်နက်ကိုင်တပ်ဖွဲ့စူသူတွေနဲ့စစ်မတိုက်ရေးအကြောင်းဆွေးနွေးကြဖို့လောက်အာယုံ ရောက်ကြတာပါ တကယ်တော့စစ်ပွဲတွေမရှိတော့ယုံနဲ့ငင်းငင်းကြီးမရနိုင်တာကိုတာမန်လူထုကသိနေကြပြီးသားပါတာမန်လူထုရဲ့ငင်းချမ်းခြင်းနဲ့စိတ်ဟာလီပေးဆက်လွတ်ထားတဲ့ခမ်းမာတွေကိုကြော့ကြော့မော့မော့ တက်လာနိုင်တဲ့အကြမ်းဖက်စစ်တပ်ကရန်သူအဖြစ်သဘောထားမခံရတဲ့လူနည်းစုရဲ့ငြိမ်းချမ်းရေးသမားဖြစ်ချင်တဲ့စိတ်ထက်အစရာထောင်မကပူတယ်ဆိုတာကိုလည်းသတိပြုကြရပါမယ်။ဒါမေမဲ့တာမန်လူမှုအတွက်တကယ်လိုအပ်နေတဲ့တရားဥပဒေစိုးမိုးရေးကိုငြိမ်းချမ်းရေးစကလုံးနမ်းဖမ်းနေတဲ့ဆွေးနွေးသူ လူနည်းစုကဂရုမစိုက်ကြပါဘူး။ စစ်မှုထမ်းဥပဒေကိုဥပဒေပြုရင်မန်နိုင်မှာပါပဲအတီးပြုတ်အသက်သွင်းနေကြတာပါပဲဒီလိုဥပဒေအသက်ဝင်လာတဲ့အခါမြမလူပေါင်းဟာငြင်းချမ်းသွားရဲ့လားလေးပိစက်ခမ်းမာတွေကဆွေးနွေးသူတွေကတော့လွတ်တော်ပေါ်လာရင်တမျိုးတမီဖြစ်လာမယ်လို့လော်ဘီလုံနေတုံးပါပဲခတ်တာကလွတ်တော်မပါပဲစစ်မှုထမ်းဥပဒေကို ပြာဒဏ်အသက်သွင်းတဲ့အကြမ်းဖက်စစ်တပ်ရဲ့ တရားလက်လွတ်စစ်သားစုဆောင်းမှုတွေလောက်တမျိုးတမီဖြစ်စေတာမရှိခဲ့ကြောင်းလေးတန်မဟာရေးကြတာပါပဲကျမ်းပါစစ်တက်ကပြူစောတီတွေမွေးပြီးတရားဥပဒေစိုးမိုးမှု မပေါ်ပေါက်အောင် ခင်းကျင်းထားပြီးသားမှု အောက်ခြေလူမှုမှာဘလောက်မငိမ့်မကြမ်း ဖြစ်နေရတဲ့ဆိုတာကိုဘသူမှ မဆွေးနွေးရဲခဲ့ကြတာလဲထင်ရှားလာပါတယ် တာမန်ရက်ကွာအုတ်ချုပ်ရည်မှုလောက်အဆင့်ကလူတွေတောင် လူလူအပေါ်နိုင်ထက်စင်းနှင်းလှုပ်ချင်ရာလှုပ်နေကြတာကိုကြည်ပြူပေးနေတဲ့တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့အနေအထားကိုစိုးရင်ကြောင်းကြမနေဘဲတနိုင်ငံလုံးငြိမ်းချမ်းရေးအတွက်အကြံဉာဏ်ပေါင်း120ကိုပြောထွက်နိုင်ကြတာကလည်းအံ့ဩလောက်เสียအာဃတတ္တိဝေပါပဲ အဝေးကနေပြည်တွင်းသတင်းတွေကို ပိုဆုံဆုံလင်းလင်းသိကျင်တော့ဆိုရှယ်မီဒီယာမှာရှာဖတ်ရတာပါပဲ Facebook ထုံးစံအထက်အောက် post တွေကအကြောင်းအရာအတန်တင့်ဆက်ဆက်တာတွေပေါ်လာတတ်ပါတယ် algorithm ရဲ့သဘောပေါ် post တစ်ခုမှာအင်မတန်မှနိုင်ငံရေးအတွင်းမြင်တလွဲတစ်ဖက်ကန်းခတ်တဲ့အပြောတစ်ခုကိုကြားလိုက်ရပါတယ်ပါတီတစ်ခုကဦးစီးကျင်းပတဲ့ရွေးကောက်ပွဲထက် ဝန်ကြီးဌာန၃ခုကိုလည်းအစိုးရနေပြီးဒုတိယသမ္မတနေရာကိုလည်းအစိုးပြုတ်ခွင့်ရထားတဲ့အကြမ်းဖက်စစ်တပ်ကကျင်းပတာဟာတမာတမတ်ပူကြမယ်လို့ယုံကြည်တယ်လို့ဆိုတဲ့ post ပါလာမဲ့ကျင်းပလက်တန်းလို့ယူဆနိုင်တော်냐လဲအောင်မြင်အတိမတ်ပြုခံရဖို့အလားလာအလွန်နေနေတဲ့ရွေးကောက်ပွဲလို့ခေါ်ဆိုနိုင်တဲ့လှုပ်ဆက်မှာပါဝင်မဲ့ ပါတီတစ်ခုရဲ့အကြီးအကဲကပြောတဲ့စကားဒီနေရာမှာပဲရွေးကောက်ပွဲအပေါ်မှာမဆိုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသာမကရွေးကောက်ပွဲဥပဒေနိုင်ငံရေးပါတီတီထောင်ခွင့်ဥပဒေစူရာတွေရဲ့တက်ရောက်မှုတွေအကြောင်းထဲ့သွင်းဆွေးနွေးစရာတွေရှိပါတယ်ခတ်တာကနိုင်ငံရေးတမားလို့သာအခေါ်ခံခြင်းကကြပါပေမဲ့အာနာလူချင်းကြပါပေမဲ့ သူတို့အမြင်ရွေးကောက်ပွဲကျင်းပသူရဲ့တစ်ဖက်စီးနှင်းအခွင့်ဒူးတွေကိုမတရားမှုလို့မမြင်နိုင် မပြောနိုင် ဖြစ်နေရတာပါစာရှိမှာဆိုလို့ဒီအကြောင်းတွေအသေးစိတ်မပြောတော့ပါဘူးပြောချင်တော့အဲ့ဒီ post အပီး အောက်ကကက်လျက် post မှာ တွေးလိုက်ရတာက happy water လို့ခေါ်တဲ့မူရစ်စေးဝါးကိုတောက်တုံးတော့မဲ့သူတွေကိုတရိပ်ပေးထားတဲ့ကိုတွေ့ တောက်သုံးဘူးသူမိန်းကလေးတစ်ယောက်ရဲ့ဗူဒီယိုပါသူတတိပေးထားတာကအဲ့ဒီ happy water ကိုတောက်ပြီးသွားရင်တအားကိုဖော်၍သဘောကောင်းသွားတာမို့ကောင်လေးတွေကအဲ့ဒါမှပြုကျင်လာရင်တော့ကြည်ကြည်နက်နက်ကြီးခံယူပြီးအဲ့လိုခံယူမိမှန်းတော့ကိုယ်ပါသာမတိလောက်ကောင်းသွားတတ်တယ်ဆိုတဲ့အကြောင်းပါ ရွေးကောက်ပွဲကြီးပြီးတဲ့အခါကျွန်းမဲ့အာနာကိုအကျန်းဖတ်တက်ကသုံးဝင်မရတော့ပဲလွတ်တော်ရဲ့လို့ပေါ်လာမယ်အဲ့ဒီလူမှမဟုတ်ရင် အာနာထိန်းနာကနေအာနာသိန်းနာကိုပဲလှုပ်လို့ရမှာမို့စစ်တိုက်နေတာထက်စာရင်စကားပြောဆွေးနွေးတာကပိုကောင်းမယ်လို့ပြောသွားတဲ့နိုင်ငံရေးသမားတယောက်ရဲ့ပို့ကိုလဲပို့စ်ကိုလဲတွေ့လိုက်ရပြန်ပါတယ် ရွေးကောက်ပွဲနဲ့ငြိမ်းချမ်းရေးပေါ်အဲ့ဒီနိုင်ငံရေးသမားစူသူတွေအကောင်းမြင်ပုံဟာတိတ်ဖော်ရွေလွန်းလှတာပါလားလို့နားလေသဘောပေါက်မိရပါတယ်တဆက်တည်းမြန်မာနိုင်ငံရေးဟာအစ်စ်အမှန်တရားဥပဒေစိုးမိုးဖို့ထက်ကိုကောင်းတယ်ထင်နေတာတွေကို ဖော်ရွေလွန်းစွာ ကာကွယ်ပြောဆိုနိုင်ဖို့ပူအာယုံထားနေကြတာမျိုးလို့သဘောပေါက်မိရပြန်တာပါပဲမြန်မာနိုင်ငံကြီးလောက်အာဏာကို တရားဥပဒေစိုးမိုးရေးထက်ပိုပြီးဥစားပေးစဉ်းစားတဲ့နိုင်ငံမျိုးတော်ရှိသေးရဲ့လားလို့တွေးမိတဲ့အထိပါ အာနာအတွက် happy water တောက်နေသူတွေဟာတာမန်ပြည်သူတွေအတွက်စစ်မှန်တဲ့တရားဥပဒေစိုးမိုးမှုဘလူဆောင်ရွက်ပေးကြမယ်လို့မဆွေးနွေးကြပါဘူးမြေပြင်မှာဖြစ်နေကြုံနေရတဲ့မတရားမှုတွေအဆုံးသတ်သွားအောင်ထမ်းမဖြစ်အောင်ဘလူတွေတာဝန်ယူကြ သင့်တယ်ဆိုတဲ့အကြောင်းအသေးစိတ်လေးလေးနက်နက်ဆွေးနွေးတာမျိုးမကြားရပါဘူး။ဒါကြောင့်သာသူတို့တွေကလူမှုထက်စစ်တပ်အပေါ်ဖော်ယူဖို့ရွေးချယ်ကြတာကိုငိမ့်ဉဏ်ကြီး happy water တောက်ကြသူများပါပဲ။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။